်ငလင်ဘေးဒံခံစားနေရတဲ့မြန်မာနိုင်ငံသားများအတွက်ယာတိဥတုသတိပေးချက်များကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ဒီကနေ့30ရက်နေ့တင်းမင်းကွေနေ့မှာဆိုရင်ငလင်အကြီးစားရဲ့နောက်ဆက်တွဲငလင်အငယ်စားလေးတွေဆက်လက်လှုပ်ခတ်နေတာကျွန်တော်တို့ကြားသိရပါတယ်ကျွန်တော်တို့မြန်မာပြည်ရင်းကတဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့များရဲ့သတိပေးချက် တည်ရတော့တင်းငလင်ဟာနောက်တတလမှာ6လအထိငလင်အသေးများဆက်လက်လှုပ်ခတ်နိုင်တဲ့ဒီရက်တကြောင်မလို့လူတိုင်းလူတိုင်းသတိထားနေတိုင်းတော့လာကြဖို့လိုသလိုပဲဘီလာမြင်နဲ့စောက်တဲ့အဆောက်အဦတွေကိုတည်ချာဖြစ်စည်းပြီးမှအတွင်းကိုဝင်ရောက်နေတိုင်းကြပါတော့ကျွန်တော်တို့သတိပေးခြင်းမှာထို့အတူပဲငလင်ကပ်ပေးအတွက်ကျွန်တော်တို့ THN media မှာ မှန်းချက်များသတိပေးချက်များ ထုတ်ပြန်နေသလိုပဲကျွန်တော်တို့ DHN Media မှာမိသားစုတစုလင်ငါးသိန်းနှုန်းနဲ့မိသားစု10စုသာစုစုပေါင်း7သိန်း50ကိုတူရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့မကြခင်မှာကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဆက်သွယ်ရမယ့်လူမျိုးကိုကျွန်တော်တို့ဆက်လက်ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်ကျွန်တော်တို့ PHN Media ဟာမြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့လူသားပြည်လူအားလုံးအတွေ့အကျိုးပြုနိုင်တဲ့ဒူဒူမီဒီယာဖြစ်တာနဲ့အညီကျွန်တော်တို့ရဲ့လုပ်ငန်းတွေကိုမှတ်တမ်းတင်ထားရှိပါတယ်။အဲ့ဒီအထက်မှာလည်းကျွန်တော်တို့ရဲ့အင်မတန်မှနေပါနေရဆိုတဲ့အလှူငွေလေးကလည်းကျွန်တော်တို့မှတ်တမ်းနေနဲ့ထားရှိမှာဖြစ်ပါတယ်။ကောင်းပြီဒီကနေ့ငလင်လန်လှုပ်လို့ကွင်းမြင်ထဲမှာနေထိုင်နေကြရတဲ့လူသားပြည်လူများတွေ့ မိုးလေဝတအထူးဂတိပေးချက်စတင်ပြီးတော့ကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ငလင်လန်ခံစားနေရတဲ့လုံသားပြည်သူတွေအတွက်ဟာကွင်းမြင်ထဲမှာနေရောင်ကြီးကိုပြင်းပြင်းထန်ထန်ခံစားနေရတယ်ဆိုတာကိုကျွန်တော်တို့ဂျိုတုများကတိုင်းတာရရှိပါတယ်ပဲခူးအထက်ပိုင်းတခြားနေပြည်တော်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းတို့မှာ ခရမ်းလုံရောင်ကြီးအပူချိန်အဆင့်ကိုကျွန်တော်တို့ရှိနေတာတိုင်းတာရရှိပါတယ်။မနေ့ပြင်သတင်းတာနေ့31ရက်နေ့မှာဆိုလို့ရှိရင်လည်းမြန်မာပြည်အလယ်ပိုင်းမှာခရမ်းလုံရောင်ကြီးခံစားနိုင်ရတဲ့အခြေအနေရှိတယ်လို့ပဲလာမဲ့တရက်နေ့အင်္ဂါနေ့မှာလည်းမြန်မာပြည်အလယ်ပိုင်းမှာဆက်လက်ပြီးတော့ခရမ်းလုံရောင်ကြီးရရှိမှာဖြစ်ပါတယ်။လာမဲ့ဗုဒ္ဓဦးနေ့နှစ်ရက်နေ့မှာဆိုလို့ရှိရင်တော့ခရမ်းလုံရောင်ကြီးဟာ ERI မြေရိုးလွင်ပြင်လျှောက်ကိုကျယ်ပြန့်စွာကြားရောက်တာကိုကျွန်တော်တို့ခါမှတိုက်တာရရှိပါတယ်ဒီနေရာမှာကျွန်တော်တို့ဒါမဲ့ကြာသာပနေ့၃ရက်နေ့မှာတော့ခရမ်းကွန်ရောင်ကြီးဟာမန္တလေးတိုင်းနဲ့နေပြည်တော်ကြားနေပြည်တော်ရဲ့တောင်ပဲမကွေးတိုင်းနဲ့ရခိုင်ရိုးမှအရှိဘက်ချမ်းမှာလွန်ကဲစွာကြာရောက်တဲ့တကြောင်မလို့အထူးသတိထားနေထိုင်သလိုပဲအပြင်သွားရင်အဝတ်အစားတွေလုံးလုံးထွန်းကျော်ဝတ်ဖို့လိုပါတယ် ဒီနေသားရာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမဲ့9ရက်နေ့လောက်မှာရော့သွားနိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့ထူးခြားလို့ရှိရင်ဆက်လက်တင်ပြမှာဖြစ်ပါတယ်ဒီအပူချိန်ကအနေထားတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါကမြန်မာပြည်မြောက်ချိုင်းအပေါ်မှာအေးနေတယ်ဒီမှာအိန္ဒိယမှာပူတယ်ဒီမှာနည်းနည်းလေးပူပြီးတော့မြန်မာပြည်နားမှာအနေငယ်အပူချိန်ကျနေတယ်ဒီမှာမှာပစိဖိတ်ကလာတဲ့ လေးစီးကြောင်းကအပူရင်တွေ့ပဲဒီအပူရင်လေးခြားရချက်ကကျွန်တော်တို့လာမဲ့အပတ်ထဲမှာမြမာပြည်လေးကိုမိုးတွေရွာနိုင်တဲ့လေဆိုင်ဝဲတစ်ခုဖြစ်လာနိုင်တာကိုကျွန်တော်တို့ခံမှန်းချက်တွေရတွေ့ရှိရပါဘူးပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့ဒီကနေ့30ရက်နေ့မှာ Pacific သမုဒ္ဒရာကလာတဲ့လေစီးကြောင်းဟာ Thai ပင်လယ်ကိုဖြတ်ပြီးတော့ ကပ်ပလီပင်လယ်ကိုရစီမြန်မာပြည်ကိုပြန်ပြီးတော့ဖြတ်သွားတာတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ခရမ်းလုံရောင်ကြီးအပူချိန်ခံလာရတာဖြစ်ပါတယ်။ထို့အတူပဲအဲ့ဒီလေစီကြောင်းကဘင်္ဂလားပင်လယ်ထဲကမှသွားပြီးတော့လေဆိုင်ဝဲဖြစ်ပြီးတော့ရေငွေ့စတင်ထုတ်လုပ်တာဖြစ်ပါတယ်။ဒီရေငွေ့ထုတ်လုပ်မှုကြောင့်မလို့ဗမာပြည်မှာမိုးအန္တရာယ်ရှိတယ်လို့ကျွန်တော်တို့သတိပေးခြင်းဖြစ်ပါတယ်။မနေ့ဖြစ်အနေထားမှာဆိုလို့ရှိရင်တော့ ဒီဇိုင်းဝဲဟာဆက်လက်တည်ရှိနေပေမဲ့လည်းအားနေသွားတယ်ဆိုပေမဲ့ဒီကထုတ်လုပ်ထားတဲ့ရင်ခွေရဗမာပြည်ဘက်ကို စတင်ပြီးတော့ရွေရှားနေတဲ့အနေအထားကိုကျွန်တော်တို့တိုက်တာရရှိပါတယ်။တရက်နေ့အနေအထားရဲ့လေးစီးချောင်းကတော့ဒီနေရာမှာလေးဆိုင်ဝဲအငယ်လေးတွေဖြစ်နေပါတယ်။အဲ့ဒီလေးဆိုင်ဝဲလေးတွေဟာဘင်္ဂလားပင်လယ်တွေကရေငွေ့တွေစုဆောင်တဲ့လေးဆိုင်ဝဲတွေဖြစ်ပါတယ်။ လာမယ့်နှစ်ရက်နေ့ပုံထူးနေ့မှာလည်းကြည့်မယ်ဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့ဒီဇိုင်ဝဲတွေတည်ရှိနေပြီးတော့အချို့ရင်ငွေများကမြန်မာပြည်ကို အပေါ်ပိုင်းကနေပြီးတော့အမြင့်ပိုင်းကစတင် ဖြတ်သန်းနေသလိုပဲမလေးရှားနိုင်ငံနဲ့ထိုင်းနိုင်ငံမှာစတင်ပြီးတော့လေဆိုင်ဝဲလေးစတင်ဖြစ်တာတွေ့ရပါတယ်။အဲ့ဒီလေဆိုင်ဝဲလေးဟာ၃ရက်နေ့မှာတော့ပုံမအားကောင်းလာပြီးတော့ မမာပြည်တဲကိုသွားနိုင်မလားဆိုတာကျွန်တော်တို့ဆက်လက်လေ့လာတဲ့အခါမှာ၄ရက်နေ့ညဘက်ရောက်တဲ့အခါမှာတော့လေဆိုင်ဝဲဟာပုံမိုးအင်အားကြီးထွားလာရင်လည်း၅ရက်နေ့ရောက်တဲ့အခါမှာတော့ကိုကိုချင်းကိုစတင်ဗဟိုပြုတ်ပြီးတော့ကျွန်တော်တို့လေဆိုင်ဝဲဟာအင်အားကြီးလာတွေ့ရတယ်တနားယူမိုင်45မိုင်နှုန်းတိတက်လာနိုင်တယ်လို့ကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ် အဲ့ဒါကြောင့်မလို့အဲ့ဒီကောင်ကိုဆက်လက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့6ရက်နေ့လောက်မှာတော့ကိုကူးကျွန်းကို ဖြတ်ကျော်ရင်းနဲ့မြန်မာပြည် ARD ကမ်းရိုးတန်းကိုစတင်ပြီးတော့ချင်းကတာတွေ့ရတယ်လို့ပဲဒီလေဆိုင်ဝက်ကထုတ်လုပ်တဲ့လေစီကြောင့်ဟာမြန်မာပြည်အလဲပိုင်းနေပြည်တော်မန္တလေးကနေတစင်တရုတ်ပြည်ကိုဖြတ်ထွက်သွားနိုင်တာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်အဲဒီအပူအေးဖလှယ်တဲ့ နိယာမကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့၄ရက်နေ့၅ရက်လောက်ကနေပြီးတော့ဖြစ်ပေါ်တဲ့လေဆိုင်ဝဲဟာ၆ရက်နေ့လောက်မှာဗမာပြည်ကမ်းလွန်ကိုရောက်ရှိပြီးတော့9ရက်နေ့လောက်မှာတော့6ရက်နဲ့9ရက်ကြာမှာမြန်မာပြည် AR မြေဝကျွန်းမဝနေပြီးတော့ဖြတ်ဝင်မယ်လို့ကျွန်တော်တို့ယာယီအားဖြင့်အပူအေးဖလဲတဲ့နိယာမများကျွန်တော်တို့တိုင်းတာရရှိထားပါတယ်ကျွန်တော်တို့ထူးခြားတဲ့အခြေအနေက မြန်မာပြည်အောက်ပိုင်းကဝင်လာတဲ့လီစီကြောင်းတဲ့ရေငွေ့ကရှိသလိုပဲ6ရက်နေ့မှာမြန်မာပြည်အလဲပိုင်းမှာလည်းလီစံငွေတစ်ခုကဖြတ်ပြီးတော့အရှိဘက်ကိုသွားနိုင်တဲ့အနေထားဆိုလို့ရှိရင်ဒီမြန်မာပြည်အလဲပိုင်းမှာလည်းတိမ်တုကိုစုပ်ယူပြီးတော့ဆွဲယူပြီးတော့မိုးတီးထန်စွာရွာသွန်းနိုင်တဲ့အနေထားရှိတယ်လို့ကျွန်တော်တို့ခမန်းသတိပေးပါတယ်။၃ရက်နေ့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာရှိတဲ့တိမ်တိုက်တွေကို ခမန်းဆက်တွေနဲ့တွက်ချက်ကြည့်တဲ့အခါမှာမြမပြည်အနေနဲ့မှာအနီရောင်မြေနှိပ်တိမ်တွေဟာအပြစ်ဖြစ်နေပြီးတော့ဒီတိမ်တွေအားလုံးဟာမြမပြည်ကို အနှံ့အပြားတောက်လျှောက်ဝင်ရောက်มาဖြစ်ပါတယ်ကျွန်တော်တို့အမိုးကာမဲ့နေတဲ့မြမနိုင်ငံသားတွေအတွက်အင်မတန်မှအနေရကြီးတဲ့အနေသာစတင် ရောက်ရှိနေပြီလို့ပြောနိုင်ပါတယ်ဒါကတော့30ရည်နှစ်မှာဆိုလို့ရှိရင်တော့ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာမိုးနှဲငယ်ရွာပြီးတော့31ရက်နေ့တနင်္လာနေ့မှာဆိုလို့ရှိရင်တော့တနင်္လာရီတိုင်းအောက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အဲ့ဒီမိုးဟာတဖြည်းဖြည်းနဲ့အပေါ်တက်လာသလိုပဲတရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့တနင်္လာရီတိုင်းနဲ့မွန်ပြည်နယ်ကရင်ပြည်နယ်မှာ စတင်ပြီးတော့မိုးတွေရွာသွန်းမှာဖြစ်ပါတယ်လာမယ့်ဗုဒ္ဓနေ့နှစ်ရက်နေ့မှာတော့ကရင်ပြည်နယ်မွန်ပြည်နယ်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေထားရှိသလိုပဲလာမဲ့ဇန်နဝါရီ3ရက်နေ့မှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်မွန်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးကွက်ကြီးနိုင်ပါတယ်။လာမဲ့4ရက်နေ့တောက်ကြနေ့မှာလည်းမြန်မာပြည်ကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်အတိုင်းမှာမိုးဆက်လက်ရွာသွန်းရင်းနဲ့ကျွန်တော်တို့9ရက်နေ့မှာဆိုလို့ရှိရင်တော့မြမကံယူတော့မှာတိန်နေအရန် ထူတစွာစုစည်းပြီးတော့မြမာပြည်ပြည်အလဲပိုင်းမှာလည်းစတင်မွေးရွာသုံးမှာဖြစ်ပါတယ်ကျွန်တော်တို့6ရက်9ရက်10ရက်မှာတော့မန္တလေးနဲ့နေပြီးတော့ရန်ကုန်ကြားမှာရှိတဲ့မြေပြန့်အလွင်ပြင်ပြင်မှာနေရာကွက်ကြားမိုးရွာပြီးတော့တချို့နေရာတွေမှာမိုးကြီးတွေရွာနိုင်တဲ့အနေအထားတွေရှိတယ်လို့ကျွန်တော်တို့သိရှိရပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ငလင်တန်ကြောင့် ဝင်းမြင့်ထဲမှာနေထိုင်နေကြတဲ့မြန်မာပြည်သားတွေအားလုံးကျွန်တော်တို့အမိုးကာအမြန်ဆုံးစီစဉ်ထားပါ ထို့အတူပဲပြိုပြက်နေတဲ့အဆောက်အဦတွေကြားထဲမှာရှိတဲ့အစားအသောက်တွေမိုးရိုးနိုင်တဲ့ပစ္စည်းတွေအကုန်လုံးကို အမိုးကာအောက်ကိုဒီရက်ပိုင်းအတွင်းမှာ အမြန်ဆုံးပြောင်းရွှေ့ကြပါ နောက်တစ်ခုကဒီကနေ့ရွာတဲ့မိုးဟာ ျွန်တော်တို့ဘလောက်ကြီးရဲ့ဆိုတော့မသိသေးပေမဲ့ကျွန်တော်တို့မြေအောက်ကခံထားတဲ့ကြောက်သားတွေပျက်စီးယိုရဲမှုကြောင့်မလို့ကျွန်တော်တို့မမဗမာပြည်ရဲ့မြေအောက်ရေစီးကြောင်းဘလို့ပြောင်းသွားနိုင်တယ်ဆိုတာကျွန်တော်တို့အမြဲတမ်းစောင့်ကြည့်လိုပါတယ်ထူးခြားချက်များရှိလို့ရှိရင်လည်းကျွန်တော်တို့ကိုယ်သက်ထွေးနိုင်မီဒီယာမှာချက်ချင်းစာရေးအကြောင်းကြပါကျွန်တော်တို့သုတေသနအုပ်စုများအနေနဲ့လေ့လာပြီးတော့ရှာဖွေ အဖြေထုတ်ပေးမှဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါ